ချက်ချောက်လေးဒီမှာကြည့်ချက်ချောက်မမာလေးပါ။อืมဝင်းနဲ့ချက်သွန်ဖြူနံလေးရလဲကြည့်ပါအောင်။မမာချက်ချက်အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်လုတ်တစ်ခါစားငါးလေးချင်လေးလုံးမှာဖြစ်ပါတယ်။အရင်ဆုံးငါ့ကိုကြီးကွန်ထိုး ဘိုက်ထဲကအညစ်ကြေးတွေထုတ်ပြီးတော့ကျမသူ့ရဲ့အယိုးတွေပါထုတ်လိုက်ပါတယ်လက်တော့နည်းနည်းဝင်တာပေါ့နော်မထုတ်လဲရပါတယ်ရှင်သွားရင်အယိုးကပျော့သွားမှာပဲလေဒါမဲ့ကျမအယိုးမစားချင်တာနဲ့နည်းနည်းအလုံးရှုပ်ခံလိုက်ပါတယ်ရှင်သူ့ရဲ့ဗဟတ်တွေအမိလေးတွေကိုလည်းကကြီလေးနဲ့ဖေးလိုက်ပါတယ်ပြီးရင်ရေတထက်ထက်ဆေးပြီးတော့စကားလေးနဲ့စစ်ပြီးတော့အပေါ်ကပိတ်ဖြူအတန်လေးနဲ့အုပ်ပြီးတော့အလေးတစ်ခုခုတင်ပြီး15မိနစ်မိနစ်20လောက်စစ်ပါတယ်။ကျမတော့တနိုင်တနိုင်လောက်ဖြစ်သွားပါတယ်။ ကဲကြကြလဲစစ်ပေးလိုက်တာဆိုတော့ငါးလေးတွေကရေလီတော်တော်ခြောက်သွားတော့ပူကောင်းသွားတော့ပေါ့နော် ကဲပြီးသွားရင်တော့သူထမင်းစနေပါမယ်။ငါကပကံလုံးလေးနဲ့တပကံဆိုတော့အေးခံထားတယ်။ထမင်းကိုလည်းတပကံတစ်လုံးထည့်ပါမယ်။ထမင်းချမ်းမဟုတ်ဘူးနော်။ချက်ပြီးကသာထမင်းပူပူလေးကိုအေးခံပြီးထည့်ပါနော်။စံချမ်းဆိုရင်ပူကောင်းပါလိမ့်ရှင်။ဟာတစ်ဆယ်သားပဲရှိတော့တာဆိုတော့ကျမဟင်းခတ်စွန်းနဲ့တစွန်းအမောက်ကြော်ကြော်ပဲထည့်လိုက်ပါလိမ့်ရှင်။နှံ့သွားအောင်ထမင်းနေကြည်သွားအောင်တခြားလေးနေပေးပါ။နှံ့လေးမွေအောင်ကျမစက်သွန်ဖြူလေးထောင်းပြီးတော့ထည့်နေပေးလိုက်ပါရစေ။ပြီးသွားရင်တော့ပိတ်စပါအတန့်လေးတွေထည့်ပြီးတော့ကျစ်နေအောင် ုတ်ပေးပါရှင်။ပြီးရင်တော့စလုံးထဲကိုရေတန့်ထည့်ပြီးတော့ခုနထုတ်ထားတဲ့ငချင်းတုပ်လေးထည့်ပြီးရင်အလေးကိုအပေါ်ကနေလေးနိုင်သမျှအလေးတုံးနဲ့ဖိပြီးတော့၃ရက်လောက်ထားပြီးပါရှင်။တရက်တစ်ခါတော့ရေလဲပေးပါနော်။ကဲ၃ရက်ပြည့်သွားပြီဆိုတော့ရေသွန်ပြီးတော့စစ်ပေးပါမယ်ရှင်အခုဆိုရင်တော့ဘာကမီကဲမှမပါဘဲနဲ့တန်ရှင်းလက်ဆက်ပြီးအရသာပေါ့ပေါ့လေးနဲ့ကျမကြီးနဲ့ညီညွတ်တဲ့ငချင်းလေးရပါသည်ရှင် ချောင်မမာလေးပါ။ဟွန်း၊ဝင်းနဲ့ကျွတ်တံဖြူနံလေးရတယ်ကြည့်ပါအောင်။တန့်ရှင်းလက်ဆက်ငချင်လေးပါရှင်။မမာကြည့်ကြည့်မှန်တယ်။မမာကြည့်ကြည့်နေ။ချောက်ပြီးမမာကြည့်ကြည့်နေ။ဟွန်း။မမကြည့်ကြည့်လေးကိုဖဲလိုက်မယ်တော့ဖဲဘူးဟင်ချက်တော့ဖဲ ကြက်သွန်ထက်ချုံမုတ်ထက်ပြီးရင်ပဲစီမမွေးလေးကိုအီးညောင်ထက်ပြီးရင်မြုပ်သီးမုတ်ထက်ကျမကတော့မြုပ်သီးစိမ့်အထက်မြုပ်သီးမုတ်ပိုကြိုက်တယ်ပြီးရင်နနမင်းရက်နနပင်စိမ့်ကိုထည့်ပြီးနေမယ်အိုးရှယ်ပဲရှယ်ပဲပေါ်လုံးလို့စားပါထက်ထည့်ရသေးတယ်ကွယ်ကဲအခုဆိုရင်တော့တန့်ရှင်းလက်ဆက်ပြီးတော့ကျမိုင်နဲ့ညီညွတ်တဲ့ အဲဒီအိမ်လုံငချင်ပပော့လေးပေါ့နော်စားလို့ရပါပြီအနံလေးကလည်းမွေးနေရပဲပြီးတော့ကျမငချင်ဆိုရင်မတဲ့တာများတယ်အကျော်အရန်တက်တယ်ဒါပေမဲ့ကို့ဘာကိုအိမ်မှာလှုပ်စားတော့လုံးဝအကျော်မတက်ပါဘူးရှင်သွေးလည်းမတိုးပါဘူးမင်းပူပူလေးကိုဒီလိုငချင်လေးကိုမြုပ်ပြီးတော့စားရင်ပေါ်လေ Oh.